kayın diyarı var. Kamar var barı, buldum bu ama pisin ရုပ်နာဘုရားကိုကိုယ်ရကိုကြညံနဲ့ကြည့်ညံနဲ့သိရောကြည့်ရလို့ဝိသခါရကိုဟာဘုံသုံးပါးထဲမှာဖြစ်ရှိနေတဲ့သဘောတရားအားလုံးစုပေါင်းထားတဲ့ရုပ်နာဘဝဝါ မိမိခန္ဓာကိုယ်ရဲ့ရုပ်နာနှစ်ပါးပေါင်းစုထားတယ်လို့ဘုံသုံးပါးဖြစ်ရှိတဲ့သဘောတရားအလုံးဟာလည်းဒီရုပ်နာသင်္ခါရသဘောတရားကြီးဒါကြောင့်မိမိခန္ဓာကိုယ်ဉာဏ်နဲ့ကြည်ညက်ကြည့်တယ်ဘုံသုံးပါးကိုကြည့်ရတယ်တူတူပြတယ်

ပိစုံသောနာမည်ဘောဟာရီမိမိခန္ဓာမှာလည်းပဲလက်နဲ့လက်တို့ကြကြသိနိုင်တဲ့ပိစုံဘောခေါ်ဆိုအပ်တဲ့တတိကာယမိမိမိခန္ဓာ၌သာလဲဝိဒ္ဒသရှာရောက်ဘော ကိုယ်ခန္ဓာရဲ့သဘောတရားကိုသိရင်ဘုံသုံးပါးဖြစ်ရှိတဲ့ရုပ်လခန္ဓာသဘောတရားဒီတိုင်းပဲလို့သိသွားမယ်တို့ရကျေရွှေရှင်လည်းဆရာတို့လက်ညှိုးချက်ကဘာဖြစ်လို့မိမိအနည်းဆက်ကြည့်နိုင်လဲမိမိခန္ဓာကိုယ်ကြည်ညက်ဖို့ရည်ကြည်တယ်လို့ပြ ရောက်ခန္ဓာကိုယ်တွင်ညာဆိုင်တွင်အလဲစုပြီခန္ဓာကဘောဝသဘောဝသိတတ်တဲ့ဉာဏ်မျိုးနဲ့မှရှုလို့ကြည့်လို့ရတဲ့အတွက်သိတတ်တဲ့ဉာဏ်ခန္ဓာမှာထားပါ ရှုတိဒုက္ခဖောက်ပြန်အောင်မကြမြင်လေဖောက်ပြန်တဲ့ခန္ဓာဤပင်ကိုယ်တော်ဝါဝရူပခန္ဓာရဲ့သဘာဝတရားဒီဖောက်ပြန်မှုအစုဒါရီခန္ဓာကိုတိထားပြီးတော့ရှုမယ်ကြည့်မယ်ဆိုရင်မင်းဒီရှုနေကြည့်နေရတဲ့သဘာဝတရားကိုကဖောက်ပြန်မှု ါလောကရောရုပ်သင်္ခါရခေါ်တာတောင်အားလုံးလုံးဘုံသုံးပါးဖြစ်ရှိနေတဲ့ရုပ်နာသင်္ခါရအားလုံးကိုမြတ်စွာဘုရားသဗ္ဗေသင်္ခါရအနိစ္စာသဗ္ဗေလုံးလုံးလုံးသင်္ခါရ အဘိဓမ္မာမကဲလေရုပ်ပရမတ္တေဖောက်ပြန်မှုသင်္ခါရစုယူခြင်းဒီနေမကဲလေလံသင်္ခါရတို့သိမှုသင်္ခါရစုဒါအားလုံးတို့ဒီအနိစ္စသူလောစေလည်းသူဖောက်ပြန်တဲ့သဘောတရားလည်းပြည့်နေတာပဲသိတဲ့သဘောတရားလည်းပြည့်နေတာ ဒါသဘောဝတရားရဲ့လမ်းစဉ်သဘောဝတရားရဲ့ထုံးစံသဘောဝတရားရဲ့ဓမ္မတောင်ဒီဓမ္မပူရင်မိမိသိသိမသိသိမိမိခန္ဓာရဲ့ရုပ်သင်္ခါရတို့ကတော့ဒီလက္ခဏာဖောက်ပြမှုပြပါပြီတော့ပြည့် ထောက်ပြန်တဲ့သဘောသိလိုက်တာကရုပ်ရဲ့ခါရလူဘူပတ်သောသဘောပြောဖြစ်ခြင်းပဲပြည့်တယ်ဆိုတော့ဖြစ်တယ်လို့ဖြစ်လာပြီးမှပြည့်တယ်သဘောဖြစ်သွားတာပြည့်တယ်ဒီဘာပြည့်တယ်ဖြစ်လာတဲ့သဘောတရားပြည့်တယ် ာနာဒီပြည့်တယ်လို့ဆိုတော့ဘယ်သဘောတွေဖြစ်လာလဲ။ထောက်ပြန်တဲ့သဘောတွေဖြစ်တာ။ဒီလိုအကောင့်ထဲရှိရဖြစ်ပြလို့ရှိရဘာကဖြစ်လို့ဘာကပြဖို့မသိရဒါညံမဖြစ်ရုပ်ဘုရမရှုရပုံကိုဒီဖြစ်ထောက်ပြန်တဲ့သဘော ဲ့ဒီလိုကြည်နေရှုနေပြက်သွားတာထုတ်သွားတာငြိမ်းသွားတာကုန်သွားတာဒါဝပြင်မဲ့အနေနဲ့ပြက်တယ်လို့ပြောတယ်မြတ်စွာဘုရားလက်ညှိုးချက်ကတော့အထင်ကမှချုပ်ပြောက်သွားတာဖောက်ပြဲတဲ့သဘောဖြစ်သဘော ရုပ်ပါမတ်တို့ဖြစ်လာတဲ့သဘောတရားဒါလည်းသင်္ခါရရုပ်သင်္ခါရဖြစ်တဲ့အတွက်အကြောင်းအထောက်ပံ့နဲ့ဖြစ်လာအနိစ္စသဗ္ဗုဒ္ဓဘိက္ခုကုတော်နိစ္စံဘုဒ္ဓတိအကျိုးထောက်ပေါ်နဲ့ဖြစ်လာတဲ့သဘောတရားမှရင်ဘယ်မှမြင်ရမလဲ ောက်ပတ်နဲ့ကြောင်တရားဘူးကမမြဲတဲ့ဘောတရားဒါကြောင့်ပါဠိတော်များမှာပြလစ်လစ်ဘယ်ဒဝေအမြင့်ပယ်စီအကဲအခဲအကျိုးရပို့ရသည်ဒါရကုန်ပျက်စီးတတ်တဲ့သဘောဖြစ်ဖြစ်နေတဲ့အတွက်ဒီလစ်တွေအရေးကြီးတာဘယ်မျိုးလဲ ထို့သူမိမိခန္ဓာဖြစ်အောင်ကာစိတ်ဥရအာဟာရဘယ်ရကြောင်းတရားတွေဟာထောက်ပံ့ထားလို့ရုပ်တရားတို့ဖောက်ပြန်ပြီးတော့ပြည့်နာတရားတို့သိပြီးတော့ပြည့်ဒါလိုဖြစ်နေထောက်ပံ့တဲ့ကြောင်းတရားကမှမမြဲသေးထောက်ပံ့လို့ဖြစ်လာတဲ့ထောက်ပြန်မှုသဘောတရား ပြတ်သွားဘူးထောက်ပြတဲ့လောရီရီပြတ်တယ်ဆိုတာမိမိရတိုက်တွန်းယူရတာမဟုတ်ဘူးမိမိရဖန်တီးပြီးပြတ်ရတာမဟုတ်ဘူးတဘောတရားကူကဖြစ်ပြီးပြတ်မယ်လောရီရီအဲ့တော့ဝိပဿနာရှုတဲ့ယောဂီယုံတယ်ဟာရှုလဲပဲသူတေဟာရရဲ့ သဘောတရားဖောက်ပြန်ဖို့သူလမ်းကြောင်းတိုင်းသူပြက်သွားဖို့ဓာတ်လည်းငင်းငင်းသက်သက်ညံလေးနဲ့ကာပြီးတော့သိနေရတဲ့ကိစ္စဒါရီသိဖို့ညင်ဖို့အတွက်မိမိရဲ့လုံလောက်ပြောကမလို့ အရှိမဖြစ်တဲ့ခန္ဓာဘာဝတို့ရဲ့သိရင်တို့တည်းအသိမှဖြစ်တဲ့တွေ့အရှိမသဘောတရားတို့သူ့ရဲ့ပင်ကိုယ်သဘောဝတိုင်းငြင်းငြင်းသက်သက်ထားပါကတိတော်မဖြစ်အောင်ခန္ဓာကိုယ် သက်သာတဲ့အနေမျိုးထားသူရဲ့ရှိတရားဖြစ်တဲ့ယထာဘုဒ္ဓသဘာဝကိုတရားသဖြင့်သိခန္ဓာဒီပါလေဉာဏ်လေးနဲ့ကာပြီးသူစုံစမ်းတဲ့အနေနဲ့ကြည့်ပဲဒီခန္ဓာလုံးကိုမြတ်စွာဘုရားပြောပြီးသဗ္ဗေသင်္ခါရအိဋ္ဌာ အားလုံးဘုံသုံးပါးမှာဒီမှာဖြစ်ရှိတဲ့အကြောင်းထောက်ပေါ်နဲ့မကဲလို့ဖြစ်လာတဲ့ရုပ်တခါရအားလုံးအကြောင်းထောက်ပေါ်မကဲလို့ဖြစ်လာတဲ့နံတခါရအားလုံးအားလုံးရုပ်တော်တခါရအကုန်လုံးဒီအနေစာ ပြည့်တဲ့ဖြူတပ်လာနေပေါ်တာ ဒါတော့ယုံနဲ့နှစ်ပါးသင်္ခါရဖွဲ့စည်းရတဲ့မိမိခန္ဓာကိုကျင်းပြီးပြတ်သွားတာပဲယုံနဲ့ခန္ဓာရဲ့မှာလည်းပဲတိတ်ခိုင်မာမှုမရှိနာမ်သင်္ခါရရဲ့မှာလည်းတိတ်ခိုင်မာမှုမရှိခန္ဓာဝကလာရုပ်ပါဠိတော်ဘောမရပင်ရတော့ဇီဟာနဘာ မြတ်စွာဘုရားကိုရှောင်မြတ်စွာဘုရားတချို့တချို့သောရုပ်သင်္ခါရတချို့တချို့သောနာမ်သင်္ခါရတို့ဟာမေဇောဒုဝသဗ္ဗရောအောပရိနဘဓမ္မောမြေစီခိုင်သေးတယ်မပြောင်းမလဲဘူးလို့ပြောကြပါရဲ့တဲ့ဒါဟုတ်ပါမလား မြတ်စွာဘုရားအနားမှာရှိတယ်သွေးစုတစုကသွေးဖို့တဝန်ကိုယူပြီးတော့ပြတကယ်ဘယ်ကောကပိဖူချက်ပါရဟောဘုံလုံးမှာဖြစ်ရှိတဲ့ရုပ်နာသင်္ခါရမှောင်ရင်ရုပ်သင်္ခါရလည်းပဲ ကဲဒီဝဲဝဲအမှုတစ်ခုလောက်ခိုင်ငဲတဲ့သဘောပါရဲ့နေရရမရှိရသံဃာဒုက္ခခရာရဘာဖြစ်သားကြတာတို့မှာဒီရုံးခန္ဓာချုပ်ဆုံးတဲ့နိဗ္ဗာန်လို့ပါဗြဟ္မာရိယဆိုရယ်မြတ်သောတရားကိုလက်ကျင်အားထုတ်မလို့တော့ ခိုင်မြဲမှုသဘောတရားများဒီသဲပွက်တော်ရှိတယ်တကယ်ပြောရင်တော့ဘဝတစ်ခုတစ်ခုမှာဖုံမှုတပုံစာလောက်ခိုင်မြဲမှုရှိသွားမှာဆိုဘဝဝများတော့ ခိုင်မြဲမှုတွေစုပေါင်းထားရဲ့ဒီခန္ဓာတွေကသေးသေးကူကူမဟုတ်တော့ဘူးအတူဝင်လက်ကြီးလောက်ခန္ဓာကိုယ်ကြီးဖြစ်သွားအဲ့တော့ဘာမှမကြံဘူးဖြစ်လာတဲ့ဘဝမှာရုပ်သင်္ခါရနဲ့တကအားလုံးချုပ်ပြောက်ပုံဆုံးသွားတာတမုံတမောမကြံတဲ့အကြောင်း မြတ်စွာဘုရားမန္တာတုစိတ်ကမင်းဖြစ်တုံးကစပြီးတော့အဲ့ဒါကိုခြီးပြီးတော့ပြောပြခန္ဓာမှာရင်အဆုဘုံမှာရင်ထောက်ရမှုအဆုဘုံအားလုံးတမုံတော့မကြောင်ပြက်ဝိညာဉ်ပညာတေဟာရဝိညာဉ်နာနဲ့ပတ်သက်တဲ့အဆုဘုံအားလုံး တဘုံတော့မကြောက်သူ့လမ်းနဲ့သူပြက်သွားတောင်ဘုံတော့ဖြစ်ရှိတဲ့ရုံနဲ့တခါတော့အားလုံးသဗ္ဗေသင်္ခါရအိ္သာအားလုံးကတော့ဖောက်ပြမှုအစုအဖွဲ့ဈိမှုအစုအဖွဲ့ဘာမှမကြောက်ပြက်ကုန်ရတာပဲတော့ရော ကိုသိနိုင်တာဘုံလုံးပါတဲ့ဖြစ်ရှိတဲ့ယုံတော်တေခါရတဲမအကျုံးဝင်တဲ့မိမိခန္ဓာကိုယ်ကိုခံလိုက်ရဲ့သဘောတရားတော့ရာပညာပတ္တိနဲ့သိလို့ရရာရသည်ကလေးခန္ဓာကိုယ်ဉာဏ်နဲ့ကြည့်ရယခုလိုခါနိုင်ပညာရဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိသဘောတရားတွေသူ့လမ်းစဉ်တိုင်းထောက်ပြန်ပြီးပြည့်သွားပါလား လောဘတည်းတွေသူ့လောစင်နေသိတဲ့သဘောတွေပြတ်သွားပါလားလို့ကိုယ်ခန္ဓာရဲ့သဘောဝတရားကိုရှုရင်ကြည့်ရင်ဆိုကိုယ်ရဲ့ဉာဏ်နဲ့သိပါတယ်တာဟုမိမိခန္ဓာကိုယ်ရဲ့အကြောင်းထောက်ပါမကင်းတဲ့ရုပ်သင်္ခါရတွေထောက်ပြန်ပြီးပြတ်သွားတော့ ကိုယ်ခန္ဓာကိုယ်လေ့လာတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းဒါတွေတွေ့မှာပေါ့မိမိရုံနာခန္ဓာမျိုးလို့သုံးသုံးမှဖြစ်ရှိတဲ့တခြားလိုရုံနာတာအားလုံးတွေအကုန်ပြည့်နေတာဒီဝိမိခန္ဓာလည်းပဲသက်္ကာယပရိယပါဏော ယုံနာနဘာပရမဆိုတဲ့တက္ကရဲမှာကျုံဝင်တော့သဘောဝတရားတို့အပြည့်ဟာကြံမနေဘူးအားလုံးပြတ်သွားတယ်မိမိတို့ဒီအပြည့်မနေရင်မိမိညံမလိုက်နိုင်သေးလို့လို့မှတ်ပါခန္ဓာသဘောဝတရားမပြည့်ဖဲနဲ့တခါမှမနေဘူးမျက်စိတမိတ်လို့မှဂရီဘုံများဆိုပြတ်သွား မိမိရဲ့ဖောင်းပြန်တဲ့သဘောအဖြစ်ကိုဘယ်ရည်ဒီအောင်လုပ်ပါပြက်ဆိုတာဖြစ်ဘောတရားနဲ့ပြက်တာဖြစ်သဘောတရားကိုမိမိရရလက်ခံယူကြည့်ရပြီးပါဒီဘောတရားရဲ့ပြက်ကိုမြန်နဲ့တိတ်တော့ ဖရဝဂျေရာပင်ကြပတ်တယ်ခန္ဓာရဲ့ပင်ကိုယ်သဘောဝတို့ပြက်ချအောင်သိတဲ့တည်းအမိဉာဏ်နဲ့ကတ်ကြည့်ရင်တော့ဒီလိုတည်းရပြက်တယ်လို့မြင်ပါတယ်သိပြက်တယ်လို့သိတော့ဘာလို့မြတ်စွာဘုရားအဲ့ဒါခန္ဓာရဲ့သဘောတရားခန္ဓာရဲ့သဘောဝတရားကိုသိလို့ လေ့လာတဲ့ပုဂ္ဂိုလ်ကအဲ့ဒီသဘောဝတရားကိုထပ်သိနေဘော။အဲ့ထပ်သိတဲ့ဆရာနေပြီးဉာဏ်ဖြစ်မယ်။ဉာဏ်ရည်။ထောက်ပြန်တဲ့ပုဂ္ဂိုလ်ပြစ်သွားပါလား။ပြင်နေတယ်ပြင်နေတယ်။ဒီခန္ဓာရဲ့ပြင်းသဘောဝတရားဒီအပြစ်ဒီပဲ။ဘာကပြစ်တာလဲဖောက်ပြန်တဲ့ပုဂ္ဂိုလ်ကပြစ်တာ။ တကူလုံးဒီဖောက်ပြန်မှုသဘောတရားတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်ဖောက်ပြန်တိုင်းလို့တကူလုံးသဘောတရားတွေအားလုံးပြတ်တယ်အားလုံးပြတ်တယ်ဆိုမိမိရဲ့တစ်ချက်တစ်ချက်သိသွားဖို့ယူဆိုင်ပါပြတ်တဲ့သဘောတစ်ချက်ကိုမိမိဉာဏ်တကယ်ကိုယူရှာပြောင်းလဲအဲ ကလေးပြည့်စည်ထုတ်ပြသွားတော့ရက်ခဗုဒ္ဓကြကြမြင်သိရင်သဘောပေါက်ရင်ကျန်လာရတဖြည်းဖြည်းနဲ့သဘောပေါက်တာဒါပရမတ်တစ်ချက်တော့စူးစူးဆွေးရင်ဘယုဒ္ဓဆိုင်ရှုသောဖောက်ပြန်တဲ့လို့ဒီမငြိမ်မသက်ပေါက်ပြောင်းလဲဖောက်ပြန်ချက်ဒီပဲ ဒါခန္ဓာရဲ့ပင်ကိုအရှိကိုပြိလိုက်တဲ့အချက်ပဲသူ့သဘောတရားပြစ်ကိုရှုဖို့သိဖို့အတွက်တည်လိုက်တာထောက်ပြန်တဲ့သဘောတွေပဲခက်ခါရကပြိပေးနေတော့အတိပြုပေးနေထောက်ပြန်နေတာတွေပဲထောက်ပြန်နေတယ်ထောက်ပြန်နေသဘောတွေ အဲ့လိုသိရင်လည်းထောက်ပြတဲ့တော်တော်သူလာတဲ့နေသူပြတ်သွားတော့တေးတူသွားတော့ကိုယ်ရလိုက်နေနိုင်တဲ့တစ်ချက်မှာတော့ရိတ်ကနေပြတ်တယ်ဥစ္စာသိတယ်သူဒီသိတဲ့အသည့်အရှိဥစ္စာတော့တောင်တရနဲ့သိပြတ်တာခင်မရဲ့နောက်ဆက်ကြည့်လို့ဒါမျိုးတွေ့ရင်ဩပြတ်သွားတာလေတစ်ပြေးပြီးနဲ့တောင်တရကင်းတော့ ေတော့ရင်းလာဖြစ်တဲ့ဖောက်ပြန်တော့ညံမြင့်ချီမပြဖောက်ပြန်နေတယ်ညီတဲ့မှုခိုင်မာမှု မရှိတဲ့ဖောက်ပြန်မှုတွေပဲဆိုရယ်သူ့ရဲ့အဘုဒ္ဓတော်ကတော့ရပြီအပြစ်ကိုဥတည်တော်ရတဲ့တော်ဟာပြည့်တဲ့သဘောလို့အလေးစားစီရောက်တော့ ထောက်ပြဲတဲ့သဘောကိုစူးစိုက်ပြီးတော့ထားတာပြစ်တာသူတို့ကပြစ်တာထောက်ပြဲတဲ့သဘောကလည်းမပြစ်ဖက်မနေဘူးပြစ်တော့တဲ့သဘောမင်းမြတ်ထက်ခါထက်ခါဉာဏ်ရင်းပြောင်းပြိုးတဲ့အနေနဲ့ထက်ခါထက်ခါသိကြည့်ထောက်ပြဲတဲ့ဘိုးကြီးပြစ်နေတယ် ဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ပြည့်သွားပြီပြည့်သွားပြီပြည့်သွားတယ်သာတိမြတ်စွာဘုရားခန္ဓာမှာရှိတဲ့ရုပ်ဘဘဖောက်ပြန်မှုတို့ပြည့်တာနံဘရမသိမှုတို့ပြည့်တာဓာခန္ဓာမှာကုံဝရှုစရာမရှိတော့ဘူးဒါကုံမဲ့ ။ဟဲ့ရောညာကြီးညာတဲ့အောင်ပါ။အဲ့ဒါပဲထပ်တာတက်ကြည့်ပါတဲ့။ရုပ်ပါဘတ်တို့ဖောက်ပြန်တဲ့သဘောတွေပြက်တာကိုရှုပ်ရရောမိသည်။အဲ့ဒီဖောက်ပြန်ပြီးတော့ပြက်သွားတာကိုသိနေပါ။ထပ်တာတက်သိနေပါ။ကျေပွန်များဆိုသိနေပါ။ ပြီးတော့ဒီယုံနာနှစ်ပါးဖွဲ့စည်းထားတဲ့ခန္ဓာဟာယုံဘဘလူဖောက်ပြန်လာလေပြေအာကုလူအာသာမကြံနောက်ဘဘလူသိတယ်လေပြေမိစရာတွယ်စရာခိုးစရာကတ်စရာမကြံခန္ဓာကိုယ်ကြီးဥဒိယပြေပဋိပေနဲ့ခင်တာ 撇来撇来，跑撇来撇来，地来撇来呢？那是看你的，没说啥就是都快看到了，深夜是为了看到你了。哎，你说啥？他那边的都快，啊，他家那边家里看那些娃娃的呀喽，跑撇没了撇，地没了撇条，年年年年出看来。 ဒုက္ခေထောက်ပြန်တယ်ဘိုးလေးပြက်တော့သိတယ်ဘိုးလေးပြက်တော့အပြစ်ဒီထက်ကထက်ကဖြစ်နေတဲ့ခန္ဓာကိုယ်ဒုက္ခနိဗ္ဗိတ္တိတပြည့်တည်းပြည့်တည်းသိသိနေရတဲ့တော်တော်ကိုညှိ့ဝှက်စွာကောင်းတထက်ကတကခန္ဓာအကြောင်းမှန်ကိုသိရတဲ့အတွက်ညှိ့ဝှက်တဲ့နိဗ္ဗိတ္တဖြစ်လာ မြတ်စွာဘုရားတိုက်တွန်းချက်ကတော့ထပ်သိထောက်ပြမှုသဘောအစုပြည့်နေပါတယ်ထပ်ကြည့်ထောက်ပြတိုင်းသောသဘောတရားတွေပြည့်နေပါတယ်တော်တော်ကြာကြာလေးထပ်ခါတခါသိတော့ကိုယ်ကိုယ်နဲ့ကိုယ်ဝဲတော်တော်ညှိနေပါ လောကစကားနဲ့ပြောတော်တော်စိတ်ပြည့်စရာကောင်းတဲ့ခန္ဓာပဲမိမိအကောင်းတရားခိုင်မာထင်လို့ခန္ဓာကိုတွေ့ရတာခန္ဓာရဲ့အဖြစ်တော့ဒီတိုင်းပါဆိုရင်တော့တွေ့ရစရာလည်းမကောင်းတွေ့ရမှုလည်းမပါနေသက်သာခင်မင်းဘူးလေလုံးဝမရှိတဲ့ခန္ဓာပဲလို့ဒီအသည့်ဒီဉာဏ်နိဗ္ဗာန် ညီးလို့ရှာလူကြီးတို့ရာဆရာမပါတဲ့မရှိတဲ့သဘောတရားတွေပဲအနည်းဆုံးဘုရားခန္ဓာရဲ့သဘောဝတရားတွေပြစ်တောင်ဆက်ကဆက်ကသိနေရတဲ့အတွက်ဒီအသိဉာဏ်ဉာဏ်ဒီခန္ဓာကိုတော်ရခင်မင်မှုမဖြစ်တဲ့ဉာဏ်ဖြစ်တဲ့အတွက်ဒီဉာဏ်ဒီနိဗ္ဗာန်တောင် ဒီအစ်စ်ရောက်တယ်မြတ်စွာဘုရားကသီလမေကိုဝိသုဒ္ဓိယသံဃာလွတ်မြောက်ရေးအတွက်လမ်းဖြောက်ပြီးလမ်းမှားပြီးလို့ဒီလိုဤသို့နိဗ္ဗာန်ဘာဝဒီလိုခန္ဓာရဲ့ရုပ်ပရမတ်ကိုဖောက်ပြန်ပြီးတော့ပြည့်နံပါတ်ဘတ်တို့သိပြီးတော့ပြည့်နေတဲ့ရရရာမရှိတဲ့သဘောတရားဒုက္ခခန္ဓာကိုယ်ကိုမြင်းဝဲဆက်ကြည့်မပြောရွှင်ရင်း ဝိသုဒ္ဓိယနှစ်သက်တွေ့တော့ခင်မင်းပြောရှင်တဲ့ကိလေသာတို့ပါရှင်ကျေတဲ့မကောနိဗ္ဗာန်ကြီးလမ်းမကြီးပဲအဲ့ဒီအနေရောက်ရင်မြတ်စွာဘုရားအဲ့လိုကျင့်တ်တော့ဒါဟာလည်းဖန်တီးသည့်မဟုတ် ခန္ဓာရဲ့သဘာဝကိုယထာဘူတသိတယ်သိတော်လို့သာယောနိဗ္ဗာန်ပရိပစ္ဆန္တိဣဒာတိပရိပရာအလေးကျင်တယ်သိတော်တယ်ညာခန္ဓာရဲ့ခြင်းကောဖောက်ပြန်တာတွေကိုသိနေမယ်ကြာကြာသိလို့ဒီသဘောတရားတွေပြတ်တောင်တစ်ချက်တစ်ချက်သိသွားမယ် ဆက်ပြီးမယ်ကိုတော်ဝရတာလေညာဆင်းလေဖြစ်တာတော့မိမိအလေးကျအတိုင်းရေးချက်တဲ့လောရီရတွေဖြစ်သွားတယ်အချိန်နည်းတော့လေလောခန္ဓာကြီးသူကိစ္စသူဆောင်ရွက်နေသလိုရှုတဲ့ဉာဏ်ကြီးသူကိစ္စခန္ဓာရဲ့အမှန်သဘောတရားကိုသိမှုတစ်ခုလဲထားပြီးတော့လေ့ကျင့်ပါ 该位请落矣。